ကျွန်တော်မိတ်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်အပြေးခွေကနန်း9လုံးညနှမျိုးပုံသူကိုကျွန်တော်ပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ဗောနောဒါကတော့ကျွန်တော်ညအတ္တိဖြစ်ပါတယ်ညအတ္တိကကျွန်တော်လေးလာလို့ရအောင်ဗောနောအတူတူလေးလာလို့ရအောင်ပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ကျွန်တော်ညအဟောင်းကကျွန်တော်ပုံသူက9လုံးရာထားပြီးပြီဗောနောဒါလေးကတော့ကျွန်တော်ညအတ္တိကိုကျွန်တော်အတူတူထပ်ပြီးလေးလာကြအောင်ဗောနောညအတ္တိနံပါတ်1ကကျွန်တော်ညနံပါတ် နံပါတ်10ရာနေစာပြီးပြပေးထားတယ်ပေါ့နော်နံပါတ်17ရာနေစာမှာဖြစ်ပါတယ်တရရှိရပြီနေတော့ကျွန်တော်မပြတော့ဘူးပေါ့နော်ဒါဆိုရင်တောင်ညတင်းနဲ့3 4 5ခွန်ရဲ့ကျွန်တော်ဒီ5ခွန်8 9တောင်ညတင်းနဲ့ဆက်ပြီးဖြစ်တယ်ဗောနော်အဲ့ဒီမှာကနန်းပုံတူတာတောင်ညတောင်ညဆိုတော့တောင်ညတူတယ်တစ်တစ်နိနိဒီမှာနေကြီးထားတယ်ဗောနော်3 4ကဒီမှာမပါဘူး5ပါတယ်ဒီကတော့ဒီမှာ5ခွန်5ခွန်ဗောနော်ဒါဆိုရင်တောင်ညတင်းနဲ့5ခွန်ရှိပြီးတော့အပြည့်ခွေ5လုံးကျန်တယ်ဗောနော်နောက်ထပ်တစ်ချိန်မှာသူက ခွန်၃ည၃ညဆိုပြီးဖြစ်ပါတယ်ခင်ဗျာခွန်၃ည၃ညဆိုရတဲ့အဲ့မှာခွန်ရ၃ညရခွန်၃ည၃ညဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ကြိမ်မှာလည်းအကျဉ်းတော်ခွန်၉၃ည၁၃ညတယ်ဗောနော်ခုနှစ်ရပြီးတော့နောက်ထပ်တစ်ကြိမ်မှာ၃ခွန်ခွန်ဆိုပြီးဖြစ်ပါတယ်၃ခွန်ခွန်ဆိုတော့ဒီမှာခွန်ရ၃ညဆိုပြီးဖြစ်ပါတယ်ဗောနော်ခွန်၈၉၃ညတိလေဒီမှာတော့၆လုံးတူတယ်ဗောနော်၃ခွန်ခွန်ပြီးတော့၈၉၄ဖြစ်ပါတယ် ဒါကြောင့်မို့ကျွန်တော်ဒီမှာ6ရက်9ရက်4ရက်ဖြစ်ပါတယ်6 9 4ပြီးတော့1 2 3 4 5 6မှာဆိုရင်6 9 4ပြီးတော့5 6 3ဖြစ်ပါတယ်5 6 3ဆိုတဲ့အတွက်ကြောင့်မို့3ရက်5ရက်6ရက်3 5 6ပါနော်3 5 6ပြီးတော့6 8 9ဖြစ်ပါတယ်6 8 9ပါနော်6 8 9 6 8 9ဆိုတော့ဒီမှာအာ6 9 8 6 8 9ဖြစ်ပါတယ် 9603မြအနစ်မှာဆိုရင်68ခွန်ပြီးတော့2 2ခွန်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မကျွန်တော်ဒီမှာခွန်ရ2ရပါနော်ခွန်ရ2ရ2 2ခွန်ဖြစ်ပါတယ်ဒီမှာတော့ချစ်တုံများတစ်တုံးနှလုံး၄လုံးရှိတယ်ပါနော်2 2ခွန်ပြီးတော့နောက်ထပ်တစ်ချိန်မှာ3 8 8ဖြစ်ပါတယ်3 8ဆိုတော့ဒီမှာချစ်ရ3ရဆင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်9တုံများ3 6ပုံတူ၄လုံးရတယ်ပါနော်ဒီမှာဆိုရင်9 9တုံများတုံများ တင်းမပါဘူးနေမပါဘူးသုံးပါတယ်လေးမပါဘူးပေါ့နော်6ဆိုတော့9 3ည36ပါ3ရှိရှိပြီးတော့3တုံညာ9ဖြစ်ပါတယ်ခင်ဗျာ3တုံညာ9ဆိုတော့ဒီ9ရဲ့တုံညာရဲ့3ရဲ့ပေါ့နော်9 3တုံညာ9ဖြစ်ပါတယ်3တုံညာ9ပြီးတော့နောက်ထပ်တစ်ချိန်မှာကြတော့3 5နေဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာ2ရဲ့3ရဲ့5ရဲ့3 5နေဖြစ်ပါတယ် ဒီမှာတော့ရှားလုံးတူတယ်ဗောနော်9 3ညာ3နှစ်3ဆောင်မှာ3ကနေပြီးတော့3 9နှစ်ဖြစ်ပါတယ်ဗောနော်3 9နှစ်ဒါကြောင့်မို့9ရက်2ရက်3ရက်3 9နှစ်ဖြစ်ပါတယ်3နှစ်3 4 5ဆောင်ပုံတူရှားလုံးရတယ်ဗောနော်3 9နှစ်ပြီးတော့နှစ်လေးဆောင်ဖြစ်ပါတယ်ခင်ဗျာနှစ်လေးဆောင်ဆိုတော့ဒီမှာ2ရက်4ရက်6ရက်နှစ်လေးဆောင်ဗောနော်ဒီမှာ၅လုံးဖြစ်ပါတယ်။၃ည၃နှစ်၃လေးရှာမှ၄လေးရှာပြီးတော့၃နှစ်လေးဖြစ်ပါတယ်ခင်ဗျာ။ တောင်းနေလေဒါကြောင့်မို့နေရတောင်းရလေးရဒီတောင်းနေလေးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ6လုံးဖြစ်ပါတယ်ပေါ့နော်9 6ခွန်8 9နေထက်ကတောင်းနေလေးပြီးတော့နောက်ထပ်တစ်ကြိမ်မှာ8 9နေဖြစ်ပါတယ်8 9နေဆိုတော့ဒီမှာ9ရ6ရ2ရ8 9နေပေါ့နော်8 9နေပြီးတော့နောက်ထပ်တစ်ကြိမ်မှာ8 6 5ဖြစ်ပါတယ်8 6 5ဆိုတော့ဒီတော့ဒီမှာ9ရ6ရ8ရဒီ8 6 5ဖြစ်ပါတယ် ဒီမှာ၅လုံးရတယ်ပေါ့နော်၃၅၆ခွန်ကိုမှ၈ဆောင်ကားပြီးတော့၃၅၆ဖြစ်ပါတယ်၃၅၆ဆိုတော့ဒီမှာ၃ရ၅ရ၆ရသည်၃၅၆ပေါ့နော်ဒီမှာ၆လုံးပုံတူတာဖြစ်ပါတယ်ပေါ့နော်၃၄၅၆ခွန်၈မှ၃၅၆ပြီးတော့၆၄၆ဖြစ်ပါတယ်646ပေါ့နော်646ဆိုတော့ကျွန်တော်4ရ6ရအပူ646ခွန်ရှိ9 3ညတင်လေးမှာ646ပြီးတော့ ကိုခွန်ရှိဖြစ်ပါတယ်ကိုခွန်ရှိဒါကြောင့်မို့ခွန်ရှိကိုဒီကိုခွန်ရှိဖြစ်ပါတယ်ခင်ဗျာခွန်ရှိကိုဒီကိုခွန်ရှိပါနော်နောက်ထပ်6 8 9ညတစ်တော့အပြီးခွေဒီမှာ6လုံးဖြစ်ပါတယ်ပေါ့နော်ကိုခွန်ရှိပြီးတော့6 9 6ဖြစ်ပါတယ်ခင်ဗျာ6 9 6ဒါကြောင့်မို့ကျွန်တော်ဒီမှာ6ရယ်9ရယ်ဆိုပြီး6 9 6ဖြစ်ပါတယ်ခင်ဗျာโอเคနီးနံပါတ်3ကတော့နံပါတ်20နဲ့9ချိန်အထိပြပြင်မရှိသေးဘူးပေါ့နော် ။ Okay ဒါလေးကိုကျွန်တော်အထောက်အကူရရလေးလာလို့ရရန်ရည်ရွယ်ပြီးတော့ပြန်လည်များပြီးတော့မှဖြစ်ပါတယ်ပေါ့နော်။ Okay ရေစုံအနေနဲ့ကျွန်တော်နီးနံပါတ်၁ကိုဆက်ပြီးတော့လေးလာကြအောင်ပါခင်ဗျာ။ခေတ္တလေးကတော့ကျွန်တော်ဤနံပါတ်၁ဖြစ်ပါတယ်ဤနံပါတ်၁မှာဒီခုနှစ်နာကျင်ပေါင်းရှင်ဒီ၁၄ဖြစ်ပါတယ်၄နဲ့၆နဲ့ပေါင်းဒီ၁၀ပေါ့နော်၃ညဒီ၅၃ကျင်၅၅ဖြစ်ပါတယ်၅နဲ့၆ပေါင်းတာဒီ၁၇ပေါ့နော်ခွန်နဲ့၃ညနဲ့ပေါင်းရှင်ဒီခွန် နောက်ထပ်ဒီမှာနှစ်ကတစ်ကြိမ်တုံညာ၃ကြိမ်တုံညာရှင်လေးဒီ30နဲ့နှစ်ပေါ့နော်နှစ်ပဲကြီးမှာဖြစ်ပါတယ်ပြီးရင်တုံညာနဲ့တင်းနဲ့ပေါင်းရှင်ဒီတိဖြစ်ပါတယ်ခင်ဗျာ ခေတာဆွေးဒီကနေ့အားလုံးထပ်ပေါင်းကြည့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနင်းနဲ့နှစ်ပေါင်းရှင်ဒီ၄ရမယ်ပေါ့နော်နင်းနဲ့နှစ်ပေါင်း၄၄နဲ့တစ်ပေါင်း၅ဒီ၄နဲ့တစ်ပေါင်းရင်၅ဆိုတော့ပေါင်းရှင်30ဒီမှာ9တလုံးကြာမယ်ပေါ့နော်ရလာတဲ့9ကိုကျွန်တော်နင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ နော် sorry ခွန်ခွန်ကိုအစင်လိုက်တို့ရမယ်ပေါ့နော်ခွန်ရှေကိုတော်ညာတိနိနိလေးချောင်းလုံးချောက်ကိုကြောင့်မနေနဲ့ပေါ့မယ်ပေါ့နော်နိကိုနိပေါ့တော့လေခွန်ရှေကိုတော်ညာတိနိလေးမှာကိုခွန်ရှေဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာခွန်ရှေကိုဒီကိုခွန်ရှေဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ခွန်ရှေကိုတော်ညာတိနိလေးမှာကိုခွန်ရှေဒီမှာပေါ့နော်ခွန်ရှေကိုတော်ညာတိနိလေးမှာကိုခွန်ရှေဖြစ်ပါတယ် နောက်ထပ်အဲ့ဒီနေ့အတိုင်းပဲ6ခွန်19ဒေါ်လာ33ဆိုတာလေးကိုဆက်ကြည့်အောင်ပါနော်။အားဖြင့်ခုနှစ်ကြိမ်ပေါင်းတာက14ဖြစ်ပါတယ်။ရှောင်းနဲ့ကိုပေါင်းတာ15ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ခွန်3ကြိမ်ပေါင်းတာ10နဲ့1ကိုရှင်းနဲ့ပေါင်းရင်9ပေါ့နော်ရှင်းနဲ့3ပေါင်းတာက17တည်ရင်1ကတစ်ကြိမ်ရှင်း3ကြိမ်ပေါင်းရှင်း20နဲ့4 3ည4ကြိမ်3ညဒီ3ညနဲ့1ပေါင်းတာဒီတည်ရမယ်ပေါ့နော်အဲဆိုရင်ဒီ9နဲ့ဒီ10နဲ့ပေါင်းရှင်း နောက်ထပ်ကဒီ၄နဲ့တစ်ပေါင်းရှင်ကဒီ၅နဲ့ပေါင်းရင်30ဒါဆိုရင်ကြံနေတာက၄ရက်၄ရက်ကြံနေပါတော့၄နဲ့နှစ်ပေါင်းရှင်6 6 9 8 9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  ဟာကိုဆက်ပြီးလေ့လာကြည့်မှာပေါ့နော်။ဒါဆိုရင်ငါးနှစ်ကြိမ်ပေါင်းရှင်း30 9နဲ့6ပေါင်းရှင်း35 6 3ကြိမ်16ရှင်းနဲ့6ပေါင်းရှင်း20နဲ့၄ပေါ့နော်။9နဲ့9ပေါင်းတာကလေ34ဒီတက်ကတစ်ကြိမ်ဖြစ်ပါတယ်။8 3ကြိမ်ပေါင်းတာ20နဲ့၄ကိုလေးဒီ30နဲ့6ကိုလျှောက်ပေးရပါမယ်။ခွန်နဲ့တစ်ပေါင်းရှင်းဒီရှေ့ဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်ကျွန်တော်ဒီမှာ လေးနဲ့၅ပေါင်းရှင်ကိုကုနဲ့တစ်ပေါင်းရှင်30လေးနဲ့6ပေါင်းရှင်30ဒီလေးနဲ့10ပေါင်းရှင်ဒီ12ရမယ်ပေါ့နော်ဒါကြောင့်မို့ရတာလေးနေ့ကို1 2 4 5 6 9 9ကိုကြာမှာနေ့နဲ့ပေါင်း9ပေါ့နော်နေ့4 6 9 2 3 4 5 6 9ကိုအပြီးခွေဖြစ်ပါလေနေ့3 4 5 6 9ပေါ့နော်နေ့3 4 5 6 9ကို ဒါဆိုရင်ဒီတပေမှာလည်း2 3 4 5 6 9ဆိုပြီးဖြစ်ပါတယ်ဗောနော်အဲ့ဒီမှာတော့3 5 6 3ရက်5ရက်6ရက်3 5 6ဖြစ်ပါတယ်။အဲ့ဆိုရင်နောက်ထပ်နီးနံပါတ်2ကိုလည်းဆက်ကြည့်အောင်ပါခင်ဗျာ။ခေတ္တကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်ဗောနော်နီးနံပါတ်2ကဒီခွန်ကို3ချိန်ဖြစ်ပါတယ်။၃ညနဲ့ပေါင်းတော့ခွန်3ချိန်ပေါင်း90နဲ့တိဒီ၄နဲ့ချိန်ပေါင်းရှင်းဒီ၈9နဲ့၈ပေါင်းရှင်း73ဒီခွန်နဲ့၃ညနဲ့ပေါင်းရှင်းခွန်တင်းနဲ့နဲ့ပေါင်းတာက3ဗောနော်။ 38ပေါင်နာတီ7တိ3ကြိမ်ပေါင်ရှင်းလျှောက်ကိုနောက်မှရှိတဲ့9နဲ့ထပ်ပေါင်းနာဖြစ်ပါတယ်။အားဆိုရင်3ခွန်ပေါင်ရှင်း30ဖြစ်ပါတယ်ပေါ့နော်။3ခွန်ပေါင်ရှင်း30 3နဲ့7ပေါင်4 4နဲ့6ပေါင်ရင်30 3နဲ့8ပေါင်9 9နဲ့5ပေါင်14ဖြစ်ပါတယ်။ရတာလေးလေးကိုတွေ့ကြတော့2နဲ့ပေါင်တာပေါ့နော်။4နဲ့2ပေါင်6ခွန်6 9တောင်ညတည်ဖြစ်ပါတယ်2 4 6 9လုံးပါเนาะအဲ့မှာ9 9 8ဖြစ်ပါတယ်ခင်ဗျာ ကိုခွန်ရှိဆိုတော့ဒီမှာခွန်ရှိကိုဒီကိုခွန်ရှိဖြစ်ပါတယ်၄၆ခွန်ရှိကိုတုံများတင်မှာကိုခွန်ရှိဒီမှာပါနော်၄၆ခွန်ရှိကိုတုံများတင်မှာကိုခွန်ရှိဖြစ်ပါတယ်နောက်ထပ်ဒီ၆ရှိကိုတုံများတင်နေတုံစွာလေးကိုဆက်ကြည့်အောင်လားခင်ဗျာဒီခွန်၃ချိန်ပေါင်း20နဲ့တိကိုရှင်းနေပေါင်းရှင်းဒီကိုပါနော်29ခွန်ချိန်ပေါင်းရှင်း74ခွန်ချိန်ပေါင်းနာကလေး74 33ချိန်99နဲ့10ပေါင်းနာက79 တောင်းနဲ့နေပေါင်းတာက9ပေါ့နော်ပြီးရင်နေ့နဲ့3နဲ့ပေါင်းရှင်းဒီနေ့9နဲ့ချိန်ပေါင်း20ဒီ9နဲ့ပေါင်းတော့9ပေါ့နော်အဲဆိုရင်ဒီ9နဲ့9ပေါင်းရှင်းက30ဖြစ်ပါလေနောက်ထပ်4နဲ့4ပေါင်းရှင်းဒီ10ဖြစ်ပါလေပေါ့နော်4နဲ့4ပေါင်း10 10နဲ့2ပေါင်းရှင်း30 9နဲ့9ပေါင်းရှင်းတာ16ရာဒီအတွက်6ကိုပေါ်ရလို့မျိုးပဲနေ့နဲ့ပေါင်းတာဒီ10 9 3 3ဖြစ်ပါလေ669 3 3မှာ696ဖြစ်ပါလေခင်ဗျာ ဒါကြောင့်မို့ကျွန်တော်ဒီမှာ6ရက်9ရက်ဒီ6 9 6ဖြစ်ပါတယ်ဒီမှာပေါ့နော်6 6 9ဒေါ်လာတင်နေတော့မှာ6 9 6ဆိုတာလေးပြပြထားတယ်အဲဆိုရင်ကျွန်တော်20ကျိန်အတွက်ဆက်ကြည့်အောင်ပါခင်ဗျာ93ကျိန်ပေါင်းရှင်းဒီ15ဖြစ်ပါတယ်9နာကျိန်78 6တက်ကခွန်93ကျိန်15ကို9နဲ့ပေါင်းရှင်းဒီ59ပေါင်းရှင်း14ပေါ့နော်၃နဲ့၁ပေါင်းတာက၄၈၉ပေါင်းတာက၁၇ 6နှစ်ကျင်စနစ်နှစ်ကိုခွန်ပေါင်းရှင်9 9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ဒီ6 9 9နဲ့ပေါင်းရင်20ပေါ့နော်။ငါထား9နဲ့6နဲ့4ပေါင်းတာ8 8နဲ့ခွန်ပေါင်း15 9နဲ့ပေါင်းရင်20ဒီမှာ9တလုံးကျန်ပြီပေါ့နော်။ဖြားလာတဲ့9ကို2နဲ့ထပ်ပေါင်းတော့ကျွန်တော်9နဲ့နှစ်ပေါင်း17 17 23 24 25 26 9313956အပြီးခွေဖြစ်ပါလေ9313956ပေါ့နော် တိနိတောလေငါ6ဆိုတော့ကျွန်တော်ပုံသူကနန်းအနေနဲ့ဒီမှာနှစ်ဒီမှာနှစ်ဒါဆိုရင်3ဒီမှာလေး3ပေါ့နော်လေးလေးငါငါမှာလေး6ဒီမှာ6ပါတယ်ခွန်ခွန်မပါဘူးပေါ့နော်9ဒါဆိုရင်ဒီတစ်ပတ်မှာနှစ်3 4 5 6 9အပြည့်ခွေရနေတယ်ပေါ့နော် ဒီပုံတူက6လုံးအထိရှိသွားတယ်ဗောနော်ဒီမှာတော့ကျွန်တော်၄လုံးပဲရှိတယ်ဗောနော်ဂျန်နေဟာကြီးက5လုံးတောင်မဟုတ်6လုံးအထိရှိတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီဆက်20ကြိမ်မှာနေ့ရဆက်ပြီးတော့ OK ခဲ့မယ်ဆိုရင်ဗောနော်ကျွန်တော်တို့2 3 4 5 6 9ဆိုပြီးအပြီးခွေ6လုံးကျန်တယ်ဗောနော်ဒါဆိုရင်နေ့အဟောင်းနဲ့ကျွန်တော်ဆက်ပြီးကြည့်အောင်လားခင်ဗျာ โอเคตาเล่ก็တော့นี่อะฮองဖြစ်ပါတယ်ဗောနော်นี่อ่ะမတူဘူးဗောနော်นี่မတူဘူးကျွန်တော်นี่อะฮองนี่နှမျိုးပုံတူดิကျွန်တော်တို့ဒီမှာအာ6 9တုံညာနေ9ငါလုံးအပြီးခွေကြံနေဗောနော်6 9တုံညာနေ9ဆိုတော့ဒီဒီတစ်ခုမှာနေ3569နေ3569ဆိုတော့ကျွန်တော်တို့ဒီမှာ9ရက်2ရက်9ရက် ကုနေငါပုံတူပေါ့နော်တင်တော့နေ3 4 5 6ဆိုတော့နေ3 4 5 6ဆိုတော့ကုနေငါတရပြီးခွေ၄မျိုးစလုံးပုံတူတကွက်ကောင်းရာတွေပေါ့နော်အဲဆိုရင်ကျွန်တော်ဤအရာကတော့ကျွန်တော်ကြိုက်တာဆိုရင်9 9 9 9နေတဲ့ပေါ့နော်ဒီဟာဖြစ်ပါတယ်9 9 9 9နေတဲ့ဖြစ်ပါတယ်โอเค ဒါဆိုရင်တော့ကျွန်တော်တို့ဒီလုံးပိုင်အားနည်းမှာတော့၅သလုံးပါနေတယ်ဗောနော၅သလုံးပါနေတယ်နောက်ထပ်တစ်ခုဒီအလဲထိုင်ကလည်းကိုအားနည်းနေတာတွေ့ရတယ်ဗောနောဆိုတော့ကျွန်တော်ဒီ၅နိကုမိုင်းတင်ဖြစ်သွားမယ်ဗောနော၅နိကုမိုင်းတကွာဖြစ်သွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့တင်ရှာနီးအရာနီးလေးမျိုးစလုံးโอเคခဲ့မယ်ဆိုရင်တကွက်ကောင်းအနေနဲ့၅နိကုဖြစ်ပါတယ်ဗောနောအဲ့မှာတော့ ကျွန်တော်အပူဆိုရင်ငါးငါးပူနေနေပူကိုကိုအပူပေါ့နော်ဒါဆိုရင်ငါးငါးပူမယ်ဆိုရင်ငါးငါးနေငါးငါးကိုပေါ့နော်နေနေပူမယ်ဆိုရင်နေနေငါနေနေကိုဖြစ်ပါတယ်ကိုကိုပူမယ်ဆိုရင်တော့ကိုကိုနေကိုကိုငါဆိုပြီးဖြစ်ပါတယ်ဒါတော့အားရမယ်ပေါ့နော်โอเคတဲကွဲကောင်းဆိုရင်တော့ငါနေကိုဖြစ်ပါတယ်အပူတော့အရင်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တင်ချာနေအရာဒီကိုနေကိုနေလေပိုက်တွဲပေါ့နော်ဒါကြောင့်မို့ငါထိတ်ထားလိုက်တာဖြစ်ပါတယ် ရှင်းကုနေလေပိုင်မှာရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာငါထိတ်စီထည့်လိုက်တာဖြစ်ပါတယ်ခင်ဗျာโอเคဒါတင်ရှာနေရဆက်ပြီးခင်မယ်ဆိုရင်ပေါ့နော်โอเคကျွန်တော်ရဲ့ message ညာအားလုံးပဲဒီ20အချိန်မှာကံပေးလို့ရကြပါစေခင်ဗျာโอเคကျွန်တော်ရဲ့ video ကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ message ညာအားလုံးလည်းကိုစိတ်ကြပါ session တော်ပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ